မိုးကုတ်မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ်တကယ်ပေးဆက်နင့်နာသူတွေကိုအနှုံညွတ်တောင်းပန်ကြောင်းနဲ့မိုးကုတ်မြို့ကိုတန်းဒေသတွေကိုပြန်ပောင်းဝင်လာနိုင်ရေးရည်မှန်းထားကြောင်း TNL အဖွဲ့အထွေထွေအတွင်ရေမှုတောင်းဖုံးကျော်က၎င်းအသုံးပြုတဲ့ Mighty Land Facebook အကောင့်မှာတစမာတရက်ကရေးသားဖော်ပြခဲ့ပါတယ်။မိုးကုတ်မြို့နဲ့မိုးမိတ်မြို့တို့ကိုတက်မတော်ထံပြန်ပေးလိုက်ရတဲ့အပေါ်နိုင်ငံရေးဖြန့်ခင်းသူများနဲ့မြည်သည့်အရာမှမသိဘဲဆဲကျင်သူတွေကိုရှင်းကျင်ပါတယ်လို့ အဆိုပါ post မှာအစချေထားပြီးပထမဆုံးတကယ်ပြီးဆက်နေနာသူတွေကိုတောင်းပန်ခြင်းကြောင့်ရှင်နဲ့လှိုက်လိုက်လဲလဲနာကျင်ရသည်မို့အနုညွတ်တောင်းပန်ကြောင်း TNL အဖွဲ့အထွေထွေအတွင်းရေးမှူးတာဖုံးကျော်ကရေးသားထားပါတယ်။တန်းနိုင်ငံရေးနဲ့ပန်းနိုင်တခုဟာမိုးကုန်းမြို့ကိုတန်းဒေသမူရင်းမှာတန်းပြင်းနေတယ်လို့ဖော်ပြထားတဲ့တဲ့ကိုပါအောင်ကျိုးပန်းရေးဖြစ်ကြောင်းရှိရခင်နှစ်ပေါင်းထောင်ချီကလေးကတန်းလူမျိုးတို့တည်လာတဲ့မိုးကုတ်မျိုးကိုတန်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ယင်မန်းထားကြောင်းတာဖုံးကျော်ကရေးသားထားပါတယ်။ အခုတော့လက်ထဲရောက်လာတဲ့ကိန်းမုတ်ကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွေးရပါတယ်။ကံမကုန်သေးရင်တော့ကြိုးစားသူအတွက်ရလဒ်ရှိသမြဲလို့ယုံကြည်ပါတယ်လို့ TNL အဖွဲ့အထွေထွေအတွင်းမှတောင်းဖုံးကျော်ကရေးသားပြောကြားခဲ့ပါတယ်။ဒါပြင်တစ္ဆာဖောက်လို့ပပတ်ဆက်ဆက်ပြောသူတွေအနေနဲ့တေချာပြန်သုံးသပ်ပြီးအရှိတရားတွေကိုလက်ကင်ထားစေခြင်းကြောင့်နေဦးတော်လည်းရေးမှာ TNL အနေနဲ့စနစ်ကျော်တိစောက်ထားတဲ့အရင်အမြင့်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့ကြောင်းလက်သုံးချောင်းထောင်သူတွေကိုလှဆင်ဆန်အိတ်ထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်လေ့ကျင့်ထားကြောင်း TNL အဖွဲ့အထွေထွေအတွင်းရေမှူးတောင်းဖုံးကျော်ကဆိုပါတယ်သုံးလနှစ်အတွင်းရေဘော့အင်အားထောင်ချီပေးဆက်အရင်ပြုခဲ့တယ်။လက်နက်အကြွေဒေါ်လာဘီလီယံချီအကြွေတင်ခဲ့တယ်လို့၎င်းကရေးသားထားပါတယ်။ဗမာရီဒီဒေးခေါ်ချင်းလိုက်မပါနိုင်ပေမဲ့လည်းမိယာအရှိန်နဲ့လိုက်ဖို့ကြိုးစားခဲ့ကြအောင်အမေတကယ်တစ်တုံညာနှစ်ခွန်စစ်စင်ရဲမှာမြည်သည့်ဒီဒေးကမှလက်တွေ့ပါမလာပဲနောက်ဆုံးမှကိုသားအထီးကျန်ပြီးလင်းရင်ဘုံတန်တင်ရကြောင်းတာဖုံးကျော်ကရေးသားထားပါတယ်။ ရင်ဘတ်တွေတပြန်ပြန်ကွဲအသေးနှလုံးတွေနာကျင်ရပါတယ်။ကြီးမရှိဘတ်ဂျက်မရှိတည်စီရလူသူလည်းနေလာတော့မိုးကုတ်မိုးမိတ်နဲ့ညှိပြီးအပြစ်ရက်ရတယ်။ပွဲကမပြီးသေးပါဘူး။ဒါပေမဲ့အစဲတွေကစုံလွန်လာပါတယ်လို့ TNL အဖွဲ့အထွေထွေတွင်ရေးမှုတောင်ဖုံးကျော်ကရေးသားထားပါတယ်။ဒါပြင် TNL ကထောက်ပံ့ကျွေးမွေးခဲ့တဲ့အဖွဲ့တွေကမိုးကုံမြို့ကိုပြန်သိမ်းတာကိုမြင်ကျင်ဆန်းတယ်လို့လည်း၎င်းကရေးသားထားပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယပိုင်းမှာ TNL ရဲ့ဦးဆောင်မှုနဲ့အတူ PDF အဖွဲ့တွေပေါ်ပေါ့မီမန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မိုးကုံမြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့မိုးမိတ်မြို့တို့ကိုဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့အော်တိုဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆတ်မှုနဲ့တရုတ်နိုင်ငံကိုမင်းမြို့မှာကျင်းပခဲ့တဲ့တမရော်နဲ့ TNL တို့ရဲ့၉ချိန်မြောက်ဆွေးနွေးပွဲဆုံးဖြတ်ချက်အရ မိုးကုံမြို့နဲ့မိုးမိတ်မြို့တို့ကနေ TNL ထွက်ခွာပေးဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။အဆိုပါသဘောတူညီချက်အရပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတမတော်ကဘုံကျဲချင်းမပြုဖို့သဘောတူညီမှုရရှိခဲ့ပြီးအခုခါမိုးကုံမြို့ကိုတမတော်စစ်ကြောင်းတွေပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ TNL ဟာတေတုံညာနှစ်ခွန်တိုက်ပွဲဖော်ဆောင်မှုကာလကကြောင်မင်းနဲ့တီဘောကြားကားလန်းပေါ်မှာရှိတဲ့ကျင်းတီတရားကို၎င်း တပ်မတော်ကကြောင်မဲမြို့ကိုပြန်လည်ရရှိရေးတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာချိန်မှာနောင်ချိုနဲ့ကြောင်မဲကြားကာလန်ပေါ်မှာရှိတဲ့ခုတ်တွင်းတရားနဲ့နှစ်ပေါင်း125နှစ်တက်တန်းရှိတဲ့ကဘာကျော်မြည့်ရထားတန်လန်ခုတ်ထိတ်တရားကြောင်မဲဘတ်ချမ်းမှာတရားရဲ့အလျားပေ30ကျော်ကို၎င်းမိုင်းခွဲဖြက်စီးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။